ျွန်တော်တို့အတွက် AI ဆိုတဲ့နည်းပညာပေါ်လာတဲ့အချိန်မှာနေပဲအစုံကကိစ္စတော်တော်များများပြောင်းလဲသွားတယ်။ကိုသိချင်တာကိုဘာမဆိုမေးလို့ရတယ်လို့ကိုစဉ်းစားရင်စဉ်းစားနိုင်တယ်လို့ကိုသုံးသပ်ရင်သုံးသပ်တယ်လို့အသုံးဝင်ပြီးတော့လွယ်ကူသွားတဲ့အရာတွေရှိလာပါတယ်။ဒါ့အပြင်ထုံးစံတိုင်းပေါ့ဗျာ။ ဲ့လိုကောင်းတဲ့အရာတွေနဲ့ထိခိုက်ပျက်စီးရတာတွေလဲကပ်ပါလာတော့ဗောဗျာလူအမျိုးမျိုးစိတ်အထွေထွေဆိုတော့အတုံးပြူတဲ့ပုံစံအမျိုးမျိုးကြောင့်ထိခိုက်ရတဲ့အကျိုးသက်ရောက်မှုကြီးတဲ့နယ်ပယ်တွေလဲအများကြီးဗောအဲ့ဒီအထဲမှာ artist တွေလဲဘယ်လွတ်ပါမလဲဗျာ AI ကြောင့်အရန်တော်တဲ့ artist တွေထိခိုက်မှုရှိလာသလို့ ဖန်တီးမှုကိုစိတ်ဝင်စားတဲ့မျိုးဆက်တွေတွေကလည်းစိုးရိမ်လာကြတယ်။သူတို့တွေမဲလားဆိုတော့လည်းမဟုတ်ဘူးဗျ။သူတို့ရဲ့မိဘတွေကအစသူတို့သားသမီးတွေရဲ့အနာဂတ်မရေမရာဖြစ်မှာကိုစိုးရိမ်လာကြတယ်။ဒီလိုကိစ္စတွေကိုကာကွယ်ဖို့အတွက်ချီကာဂိုတက္ကသိုလ်ကဆိုင်ယံပရိုဖက်ဆာတွေ PhD ကျောင်းသားတွေကဖန်တီးမှုတွေကို AI ခိုးယူခြင်းကနေကာကွယ်ဖို့အတွက် စနစ်တစ်ခုကိုဖန်တီးလိုက်ကြတယ်။အဲ့ဒါကတော့ glaze ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ glaze နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ glaze အလုပ်လုပ်ပုံနဲ့ဘလို့အသုံးပြုလဲဆိုတာတွေကိုပြောသွားမှာဖြစ်ပါတယ်ဗျာ။ glaze မှာအမျိုးအစား၃ခုရှိတယ်။ဒီထဲကမှ glaze အကြောင်းကိုအရင်ဆုံးပြောကြပါမယ်ဗျာ။ဒီအကြောင်းကိုမပြောခင်မှာ AI နဲ့ artist တွေရဲ့ တချို့ပြဿနာအကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ AIBS RT ဆိုတဲ့ဗီဒီယိုမှာကြည့်လို့ရပါတယ်။ဒါကကြောင်ညာဖြစ်ပါတယ်။ဂလိစ်ကိုဖန်တီးတဲ့သူတွေရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ Our day ကိုကောက်ွယ်ဖို့ပါ။သူတို့ကငွေရေးကြီးကြောင်ဒါကိုလုပ်တာမဟုတ်ပါဘူး။ဂလိစ်ကပတ်စံပေးစရာလည်းမလိုပါဘူး။လားစင်ကြီးလည်းမရှိပါဘူး။ လုံးဝ free ဖြစ်ပါတယ်။ဒါ့အပြင်မင်းတို့ကလည်းလုံးဝပြည့်စုံနေရတော့မဟုတ်ဘူးလေ။တို့ရဲ့ဤပညာကိုကြော်ဖို့စ조사တာတွေတိုက်ခိုက်ခံရတာတွေလည်းအများကြီးကြုံခဲ့ရတယ်။ကလေးကိုဖန်တီးတဲ့သူတွေပြောတာကဒါကပြဿနာအားလုံးရဲ့အဖြေမဟုတ်ပါဘူး။ပြောချင်တာကဒါကလုံးဝကာကွယ်နိုင်တာမဟုတ်ပါဘူးတဲ့။နောက်ထပ်လေအချိန်ဘလောက်ကြာကြာအထိ ကာကွယ်ထားနိုင်မယ်ဆိုတာလည်းမသိကြပါဘူး။သူတို့ရဲ့ရည်ရွယ်ချက်ကအခုသူတို့ဖန်တီးထားတဲ့ကာကွယ်ရေးစနစ်လိုမျိုးနေပေအသီးသီးမှာဖြစ်လာမယ် AI ကာကွယ်ရေးစနစ်တွေတွေကပထမဦးဆုံးခြေလှမ်းဖြစ်ပါတယ်လို့ဆိုပါတယ်။အချိန်တိုင်းလေသူတို့ကိုတိုက်ခိုက်ခံရနိုင်တဲ့အန်ဒီရီလည်းရှိနေတယ်လို့ဆိုကြပါတယ်ဗျာ။ဒါတွေကတော့ကလစ်ဖန်တီးတဲ့သူတွေရဲ့ရည်ရွယ်ချက်တွေ ကလေးစနစ်ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဗျာကျွန်တော်ပြောတာထက်ပိုပြီးတော့တည်တည်ကြကြသိကျင်နေဆိုရင်လဲသူတို့ရဲ့ website မှာတွားပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်ရဲ့ description မှာလဲ website link ကိုထည့်ပေးထားလိုက်ပါမယ်ဗျာကလေးအလုပ်လုပ်တဲ့ပုံစံကဘယ်လိုလဲဆိုတော့ AI တွေကဗျာ artist တွေရဲ့ s style ကိုယူပြီးတော့လေ့ကျင့်မှုတွေလုပ်တယ် ပြန်ထုတ်ပေးတယ်။ဒါတွေကိုနောက်ရွှတ်ပြီးတော့ကာကွယ်ပေးတာပဲဖြစ်ပါတယ်။စာအနေနဲ့ပြောရရင်တော့ဂလိစ်ကလူတွေဖန်တီးထားတဲ့အမှုပညာလက်ရာတွေကိုအဓိကထားပြီးတော့လေ့ကျင့်မှုတွေလုပ်တဲ့ AI တွေရဲ့ machine learning algorithm ကို အသုံးပြုပြီးတော့အဝတ်တွေပေါ်မှာဂလိစ်လုပ်ပြီးတော့ထည့်ပေးလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးထည့်ပေးလိုက်တာကို လူတွေရဲ့မျက်စိနဲ့တော့မမြင်နိုင်ဘူးဗျာဒါပေမဲ့ဒါတွေကို AI ကသိနိုင်ပြီးတော့အတူခိုးလို့မရအောင်လို့လုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒါကဘလို့လုပ်လို့လဲအဲ့လိုလုပ်လိုက်ရင်ကိုယ့်ရဲ့အဝတ်ပေါ်မှာဗာလေးတွေပြောင်းလဲသွားလဲဒါတွေကိုခဏနေကျွန်တော်တို့စမ်းသုံးကြည့်ရတဲ့အချိန်ကျရင်သိနိုင်ပါလိမ့်မယ်ကလေး software က artist တယောက်ရဲ့ s style ကိုအတူခိုးလို့မရအောင်လို့အဓိက ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ဂလိစ်လှုပ်ထားတဲ့ပုံတွေကိုနီလန်အမျိုးမျိုးနဲ့ဖြောက်ဖြက်လို့မရအောင်လဲသူတို့ကလှုပ်ထားပါတယ်။ဘာရီလဲတီးတီးကြကြပြောဖို့အတွက်ဆိုရင်တော့ကွန်ပျူတာဆိုင်ယံကိုလေးလာမှပဲဖြစ်တော့မယ်လဲတူပါတယ်ဗျာ။ကျွန်တော်အနေနဲ့ကအလောက်ထိညံမမီဘူးဆိုတော့သူတို့ဖန်တီးထားတဲ့အတိုင်းလေးပဲသုံးရတော့မှာပေါ့။ရေဘူးရအနေနဲ့ဂလိစ်အလုပ်လုပ်တဲ့ပုံစံမျိုး ြောပြီးသွားပြီဆိုတော့ဒီကလစ်ကိုဘယ်လိုသုံးရမလဲသုံးတာကတော့လွယ်ပါလေဗျာကလစ် website မှာ download သွားဆွဲကိုယ့်ရဲ့ device တဲကိုထည့်ဒီ software မှာကိုယ့်ရဲ့ app ကိုထည့်ပြီးတော့ကလစ်လုပ်လိုက်ဒါပါပဲဒါပေမဲ့တခုတည်ထားမှာဒီ software ဟာပတ်စံအတွက်လုပ်ထားတာမဟုတ်တော့တချို့သုံးတဲ့နေရာလေးတွေမှာ အထစ်အငော်လေးတွေရှိတယ်ဗျာ ျွန်တော်အမြင်ရဆိုရင်တော့ user friendly လည်းတိတ်မဖြစ်ဘူးဒေါင်းလုဒ်ဆွဲရတဲ့ server လည်းနှေးတယ်ဆက်စပ်သုံးခြင်းမှာ resource download လုပ်တဲ့အချိန်မှာလည်းထပ်ပြီးတော့နှေးပါတယ်ကျွန်တော် internet တိတ်မကောင်းတာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်သူများကပဲအပြစ်တင်နေတာဒါပေမဲ့တခါ download ဆွဲသွားပြီးရင်တော့အဆင်ပြေသွားပါပြီ update တွေပါရှိလာခဲ့ရင်တော့လည်းထပ်ပြီးတော့ဆွဲရင်လည်းဆွဲရနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ခုက software ဟန်းသွားတဲ့အချိန်တွေမှာပိတ်လိုက်ဖွင့်လိုက်ပြန်လုပ်ရတာလေးရှိတယ်။နောက်ပြီး तू ကပုံမှန် install လုပ်ရတာမျိုးမဟုတ်တဲ့အတွက် uninstall ဆိုပြီးတော့လဲတတ်တတ်မှတ်မှတ်မပါပါဘူး။နောက်ပိုင်းမှာတော့သူတို့ထည့်ပေးမယ်လို့လည်းပြောတော့ပြောပါလေ။ Hmm ဒီလိုအသေးအဖွဲလေးတွေရှိတယ်ပေါ့နော်။အဓိကကြားတဲ့အချက်လည်းရှိတယ်ဗျ။အဲ့ဒါ PC requirement သူတို့ပြောထားတာက PC မှာ graphic card ကို 4K အထက်ရှိရမယ် RAM က 5K အထက်ရှိရမယ်လို့ပြောထားပါတယ်သူရဲ့ requirement တွေကိုလည်း website မှာတင်ထားပါတယ်သွားကြည့်ချင်းလည်းကြည့်လို့ရပါတယ်ကျွန်တော်ဆက်ဆိုရင်လည်းဒီ glass ကိုမနိုင်မနေအလုပ်လုပ်နေရတာသုံးလို့ရမရတော့သိချင်အလွယ်ဆုံးနည်းလမ်းရှိရဲ့ဗျာအဲ့ဒါ Google မှာသွားပြီးတော့ကိုယ့်ရဲ့ PC specification ကိုထည့်ပြီးတော့ဒါကို glass သုံးလို့ရလားဆိုပြီးတော့ဒါမေးလိုက်သိသွားလိမ့်မယ် အလားအလွယ်ဆုံးပဲအဲ့လိုနေရာမျိုးကြတော့ AI ကအရန်ကိုသုံးဝင်တာဟုတ်ပါပြီဗျာအခုကျွန်တော်အစမ်းသုံးပြပါမယ်ကျွန်တော်ဆွဲထားတဲ့ပုံကိုထည့်ပြီးတော့ glaze လုပ်ပါမယ်ဘလိုလေးတွေကွာသွားလဲနောက်ပြီးကြတော့သူ့ရဲ့ setting လေးတွေကဘလိုလှုပ်လှုပ်လဲဆိုတာလေးတွေလည်းပြောပါမယ်ဗျာပထမဆုံးကို glaze လုပ်ချင်တဲ့ file ကို select လုပ်လိုက်မယ် intensity ကတော့များရင်များသလို ကိုယ့်ရဲ့အဝတ်ပေါ်မှာနည်းနည်းလေးပြောင်းလဲသွားမယ့်အရာလေးတွေများသွားမယ်ထင်းသွားမယ်ပေါ့နော် Brander Goldia ကြတော့သူကလည်းများရင်များသလိုကာကွယ်နိုင်မှုကများမယ်အမ်ဒါပေမဲ့အချိန်ရတော့ကိုရွေးတဲ့ option ပေါ်မှာမူတည်ပြီးတော့ကြာမှာဖြစ်ပါတယ်ပြီးသွားရင်တော့စိတ်မဲ့ direction လေးရွေးလိုက်ရင်ရပါပြီဗျာ intensity အနည်းများမှာကိုယ့်ရဲ့ပုံကဘလို့ကွာခြားသွားလဲဆိုတာကိုကျွန်တော်နမူနာပြထားပေးပါတယ်။သူကဗျောင်းကာလာတွေမှာပုံပြီးတော့တည်တာတယ်လို့လည်းပြောပါတယ်။ဒီပုံမှာတော့အဖြူကလည်းအရန်များနေတယ်။ဗျောင်းကာလာတွေလည်းတိတ်ပြီးတော့မပါတော့အရန်ရောမတည်တော့ဘူးပေါ့နော်။ဒါပေမဲ့သူ့ရဲ့ပတ်တန်လေးတွေကိုမြင်နိုင်ပါတယ်။ နောက်ထပ်ကျွန်တော်အရင်တစ်ခေါက်ကဆွဲထားတဲ့ပုံကိုလည်းနမူနာအနေနဲ့ပြလိုက်ပါတယ်အဲ့ဒီပုံမှာတော့တော်တော်လေးကိုပြီးပြီးတတားနေကွာချပါတယ်ဗျာကြည့်လိုက်ပါဦးเฟซบุ๊กတို့อินสตาแกรมတို့စတဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာကိုယ့်ရဲ့ပုံကိုဂလေးစ်လုပ်ပြီးမှ တင်မယ်ဆိုရင် ကိုယ့်ရဲ့ S တိုင်ကို AI ခိုးယူခြင်းအနေနဲ့ပြီးတော့ကာကွယ်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်တော့ Glaze မှာ Glaze ရဲ့ Night Shake ကဲ Web Glaze ကဲဆိုပြီးတော့သုံးမျိုးရှိပါတယ်။ Web Glaze ကတော့ website ပေါ်ကနေပြီးတော့ account တစ်ခုလုပ်ပြီးသူကသုံးရတာဖြစ်ပါတယ်။ဒါပေမဲ့အခုလောလောဆယ်သုံးတဲ့လူတွေအများများပြီးတော့အဆင်မပြေမှာဆိုလို့ account အစ်စ်ကတော့ထပ်ပြီးတော့ လုံးလို့မရတော့ပါဘူး update information တွေလည်းရှိလာနိုင်ပါတယ်ကလေး software အကြောင်းကတော့ကျွန်တော်တို့ချိန်မှာ ပြောပြီးသွားပါပြီဒီတော့နောက်ဆုံး night shake night shake ကကာကွယ်တာမျိုးမဟုတ်ဘဲနဲ့ AI ကိုတင်ယူမှုတွေမှားသွားအောင်လို့အစိုက်ကတ်တာပဲဖြစ်ပါလေသူတို့ပြောတဲ့ဥပမာပုံစံမျိုးဆိုရင်ကိုယ့်ရဲ့ကြောင်မုံကို AI ကနေပြီးတော့ ခွေးပုံထုတ်လာအောင်လို့တင်ယူမှုအမားတွေကိုအစိတ်ခတ်တာပဲဖြစ်ပါတယ်။ဒီ night shake ကကြတော့အဝတ်ဒီမှမဟုတ်ဘဲနဲ့ကိုရိုက်ထားတဲ့ဓာတ်ပုံတွေအားအစဂလေးစလိုပုံစံမျိုးအသုံးပြုရတာဖြစ်ပါတယ်။ဒီ night shake ကိုတော့ကျွန်တော်တည်တည်ချာချာစမ်းသုံးပြီးမှပဲပြောကြတာပေါ့ဗျာ။စိတ်ဝင်စားမယ်ဆိုရင်သူတို့ရဲ့ website ကိုကြွားပြီးတော့လေ့လာနိုင်ပါတယ်။ကျွန်တော်ပြောတာထက်ပိုပြီးတော့လေသိနိုင်တာပေါ့ဗျာ။ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဖန်တီးမှုကိုစိတ်ဝင်စားတဲ့သူတွေအတွက် AI ရန်နေပြီးတော့ကာကွယ်ဖို့အတွက်အများကြီးမဟုတ်တောင်မှပဲမျောလင်းချက်ရေးရေးလေးရှိလာတာပေါ့ဗျာ။အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်လည်းပုံဆွဲပြတဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းဗီဒီယိုတွေနဲ့အတူ ပြန်တွေ့ကြပါသေးတယ်။ဒါဆိုရင်တော့အားလုံးပဲ Bye bye.